မင်္ဂလာပါဆရာဒေါက်တာဆိုင်းမြတ်သူပါအပတ်စဉ်တင်ဆက်နေကြဖြစ်တဲ့အချက်မြင့်မြင့် application ရဲ့ကျန်းမာရေးခန္ဓာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်အဒီနေ့မှာမေးလာတဲ့မိကွန်းလေးကကိုဝန်ဆောင်မေမေမှာစီချိုယောဂါရှိရင်ကလေးအတွက်ဘာတွေဖြစ်နိုင်သလဲရှင်တဲ့ကလေးရဲ့အုံနောက်နဲ့ဉာဏ်ရည်ကိုထိခိုက်စေနိုင်သလားဆောင်ရံရှောင်ရံလေးတွေပြောပြပေးပါဆရာတဲ့နော်အဲ့တော့ဒီနေရာမှာဆရာတို့ကကလေးအချောင်းကိုအရင်ပြောတာတဲ့အမေအချောင်းကိုအရင်ပြောရမယ်เนาะအမေသည်ဒါကိုယ်မမဆောင်ခင်ကတည်းကအစည်းချိုရှိတာလား ကိုဝန်ဆောင်တော့မှစီးကြိုတက်လာတာလားကိုဝန်ဆောင်နေချင်းအချင်းအတွင်းမှာစီးကြိုကိုထိန်းနိုင်ရဲ့လားဒါဟာအရေးကြီးတယ်เนาะအဲ့တော့စီးကြိုကိုမထိန်းနိုင်ဘူး350 400တွေတက်နေမယ်ဆိုလို့ရှိရင်တော့ကလေးမှာဥပပိုများတယ်စီးကြိုကိုထိန်းနိုင်မယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ကလေးအတွက်ပို့ပြီးတော့တက်တာတယ်เนาะအဲ့တော့အကယ်၍မြောက်စီးကြိုကိုမထိန်းနိုင်ခဲ့ဘူးဆိုရင် မွေးလာတဲ့ကလေးမှာဘာတွေဖြစ်လာနိုင်လဲဆိုရင်ကလေးအကြီးမွေးလာတတ်တယ်ဝါတုတ်ကြီးမွေးလာတတ်တယ်เนาะအဲ့တော့ကလေးပေါင်ချိန်ကောင်းတာဟာ ကောင်းတယ်မှန်ပေမဲ့တအားကြီးသွားတဲ့အခါကြလို့ရှိရင်ကလေးမှလည်းသူ့အတွက်ကျမကြီးလိုအပ်ချက်တွေရှိလာနိုင်ပါတယ်အမေရဲ့ဘိုက်ထဲမှာနေတုန်းကဒါအမေမှာတကြားတက်တယ်များတော့ကလေးမှလည်းတကြားတက်တယ်များရေနော်အများကြီးဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကလေးဒီအကြီးကြီးဖြစ်လာတာဖြစ်တယ်အပြင်လူလောကထဲရောက်လာတဲ့အခါကျတော့နော်အမေဘိုက်ထဲမှာလို့မဟုတ်တော့ဘူးအထက်မှာအင်ဆူလင်ထိန်းကြီးချက်တွေမမှန်တဲ့အခါမှာကလေးဒီရုတ်တရက်တကြားတက်နော်ကျသွားတတ်ပါတယ်ဒီလိုသွေးတင်းတကြားတက်ကျသွားတဲ့အခါမှာက လေးကိုအရေးပေါ်အတက်ကြရတာလေးတွေဖြစ်နိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့စီးကြိုမထိနိုင်ဘူးဆိုလို့ရှိရင်တော့ဒါဆေးရုံမှာမွေးတာအကောင်းဆုံးပါပဲနောက်ဆက်တွဲကလေးကိုကြည့်ရှုပြုစုဖို့တွေအများကြီးလိုအပ်ပါတယ်เนาะအဲ့တော့ကလေးမှာပြစ်ချက်တွေအနေနဲ့သူဒီအာနို့ကောင်းကောင်းမဆိုးနိုင်ဘူးကလေးကလန်းလန်းဆန်းဆန်းမရှိဘူးပျော့ပျော့ခွေခွေဖြစ်တယ် မိန်းနဲ့အဒီထက်ဆိုးလာလို့ရှိရင်ကလေးကတက်သွားတဲ့အစီဖြစ်နိုင်ပါတယ်เนาะတကြားထက်အရန်ကျသွားတဲ့အခါမှာကလေးဟာတက်နိုင်ပါတယ်ဒီလိုတက်မယ်ဆိုလို့ရှိရင်တော့အာဆရာတို့ကလေးရဲ့အုံနောက်နဲ့နောက်ဆက်တွဲညံရီလေးတွေကိုထိခိုက်နိုင်ခြေလေးတွေရှိပါတယ်เนาะအဲ့တော့အရေးကြီးတာကတော့ဆရာတို့မိခင်မှာစီးချိုရှိတာသိပြီးဆိုလို့ရှိရင်ကလေးကိုဒါမထိခိုက်အောင်လို့စောစောစီးစီးကြိုတင်ပြီးတော့ကုသမှုယူထားတာအကောင်းဆုံးပါပဲเนาะ မိခင်နိုင်ငံလေးကျမ်းမာရေးနဲ့ပတ်သက်တဲ့မေကွန်းလေးတွေကိုအပတ်စဉ်တနင်္လာနေ့တိုင်းမှာပြန်လည်ဖြေကြားပေးသွားမှာမလို့ဒီဗီဒီယိုလေးရဲ့အောက်ကမေကွန်းမင်းမီဆိုတဲ့နေရာလေးမှာမေကွန်းလေးတွေပို့ထားလို့ရပြီနော်